ලා ါရှင်ခေတ်သစ်ຫນွေဦးမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးမြန်မာနိုင်ငံတဝန်စစ်ကောင်စီတပ်ဖွဲ့ဝင်53ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံတဝန်အောက်တိုဘာလ6ရက်နေ့ရရှိထားတဲ့အချက်အလက်များအရစစ်ကောင်စီတပ်ဖွဲ့ဝင်53ဦးသေဆုံးကြောင်းပြည်သူ့ကာကွယ်တပ်ဖွဲ့များ၏ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရသိရပါတယ်သတင်းဌာနအနေဖြင့်နေစဉ်စစ်သားသေဆုံးမှုစီးရင်များကိုထုတ်ပြန်ရာတွင်ဒေသကာကွယ်တပ်ဖွဲ့များ၏ထုတ်ပြန်ချက်များနှင့်ပြောဆိုချက်များကိုစူးစီးဖော်ပြရခြင်းဖြင့် က်ပြီးမြေပြင်ခြေနေတွင်အမန်တကယ်စစ်သားများတိုက်ဆုံမှုရှိမရှိ၊ဂွင်းစစ်အတီးပြုံနိုင်ခြင်းမရှိသေးသည်ကိုသိစေအပ်ပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အထွေထွေထိုးစစ်အတွက်ပါကားဖားရီကို PDF အသွင်လေ့ကျင့်စုဖွဲ့နေဟုအထူးတိုင်းစစ်ဌာနကိုကယ်ရေးမှုပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အထွေထွေထိုးစစ်အတွက်ကြိုတင်ပြင်ဆင်မှုအတွက်ပဲခူးခိုင်ပြည်သူကာကွယ်ရေးဖွဲ့ပါကားဖားတိုက်ခိုက်ရေးစစ်ကြောင်းကို PDF အသွင်လေ့ကျင့်စုဖွဲ့ခဲ့တယ်လို့အထူးတိုင်းစစ်ဌာနတိုင်းကိုကယ်ရေးမှုရဲဘော်အောင်ဆန်းရှာကပြောကြားပါရယ်။အောက်တိုဘာလ9ရက်မှာပြည်သူကာကွယ်ရေးတပ်မတော် PDF အထူးတိုင်းစစ်ဌာနရဲ့စစ်စင်ရေးကိုကယ်မှုအောက်မှာတာဝန်ထမ်းဆောင်မဲ့ ်ပဲခုခိုင်ပါကပါတိုက်ခတ်ရေးစစ်ကြောင်းဖွဲ့စည်းခြင်းနဲ့စစ်ကြောင်းအနံမှုကိုကရင်အမျိုးသားစီရော KNU တပ်မဟာတင်းမြေမှာပြုလုပ်ခဲ့တယ်လို့ပဲခုခိုင်ပါကပါကအောက်တိုဘာ6ရက်မှာထုတ်ပြန်ပါတယ် အဲ့ဒီခန္ဓာကိုအထူးတိုင်းစစ်ဌာနတိုင်းကုတ်ကဲရီမှုရဲဘော်အောင်ဆန်းရှာစစ်ထောက်အရာရှိရဲဘော်ကွီတောင်းတိုင်းစစ်တာဝန်ခံဒေါက်တာဒေဝအမတ်36နီးပြူအောင်မှုရဲဘော်ရန်နိုင်ဘကိုးတိုင်းပကဖထောက်လန်းရေးအရာရှိရဲဘော်စောဘလူဘကိုးခင်ပကဖတာဝန်ခံရဲဘော်ဖြိုးမောင်နဲ့ခရိုင်တာဝန်ခံသက်ဆိုင်ရာမြို့နယ်တာဝန်ပကဖတွေကပကဖတာဝန်ခံတွေကတက်ရောက်ခဲ့တယ်လို့ဆိုကြောင်းသိရပါဗျ။ တောင်းလိုင်းရင်အင်အားစုတွေအနေနဲ့လက်ရှိမှာရန်သူစစ်ကောင်စီတပ်အင်အားတလုံးနေစေဖြစ်ပြီးစုစည်းနိုင်ရန်သာလိုအပ်တယ်လို့ရဲဘော်အောင်ဆန်းရှားကပြောပါတယ်ကျွန်တော်တို့မှာခိုင်မာတဲ့စုစည်းမှုနဲ့ရှိနေတဲ့ရင်းမြစ်တွေကိုမျှဝေပြီးအကျိုးရှိရှိသုံးနိုင်ရင်လာမယ့်အထွေထွေစစ်ကိုအောင်မြင်စွာဆွမ်းဆောင်နိုင်မှာဖြစ်ပါတယ် EROS PDF ဘာကပါ NDFS နဲ့တစုတစီစုစည်းပြင်ဆင်နေကြပါတယ် Joint Operation Command တခုတည်းအောက်မှာရှိအောင်တည်ဆောက်နေပြီးဖြစ်ပါတယ် ဘာကာဖရီကို PDF အသွင်လေ့ကျင့်စုဖွဲ့သည်လဲ အထွေထွေအတွက်အထွေထွေထိုးစေအတွက်ကြိုတင်ပြင်ဆင်မှုတစ်ခုပါဟုရဲဘော်အောင်ဆန်းရှာကပြောပါရယ်ပကုတ်ခရိုင်ပကပဟာအထူးတိုင်းစစ်ဌာနရဲ့စစ်စင်ရေးကုကဲမှုနဲ့အထူးစစ်တောင်းမြေဝန်ကနေပကုတ်ရန်ကုန်စစ်စင်ရေးတွေမှာဆွမ်းကုန်ပူပေါင်းသွားမယ်စိတ်သက်ပြတ်သားပြီးလေ့ကျင့်သားပြေဝရယ်ပကပတိုက်ခိုက်ရေးရဲဘော်တွေခေါင်းဆောင်တွေနဲ့စုဖွဲ့ထားတဲ့စစ်ကြောင်းဖြစ်တယ်လို့လည်းရဲဘော်အောင်ဆန်းရှာကပြောပါရယ် PDF နီတူတိုက်ပွဲဝင်နေတဲ့အဖွဲ့တွေအနေနဲ့အရေးကြီးဆုံးဥထိပ်ပန်းစင်ရမယ်စစ်တီတော်ဂျင်းဝင်များအမိတ်နာကန် တမှုအပြင်လက်နက်ခဲရရင်းမြစ်များမျှဝေသုံးစွဲရင်ရိတ်ခါနဲ့အုပ်ချုပ်ထောက်ပံ့မှုများရရှိရေးအတွက်ဆက်လက်ဆောင်ရွက်သွားရမယ်လို့လည်းရဲဘော်အောင်ဆန်းရှားကပြောပါရယ် ပဲ။ပကုန်းခရိုင်ပကပစစ်ကြောင်းဟာအမတ်တစ်စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနရဲ့စစ်စင်ရေးကုကဲမှုအတွင်းမှာရှိတဲ့ဝေါ်ကဝတနက်ပင်ပကိုးအင်းတကောဖရာကြီးပကိုးမျိုးနယ်မှာဖြည်သူကာကွယ်ရေးအဖွဲ့ပကပတွေကိုပေါင်းစည်းထားတဲ့စစ်ကြောင်းဖြစ်ပြီး PDF တပ်ရင်းစစ်ကြောင်းစုဖွဲ့မှုအတိုင်းလက်ရုံးတပ်ဖွဲ့များပါပြည်စုံအောင်စုဖွဲ့လေ့ကျင့်ထားကြောင်းဖော်ပြကစစ်စင်ရေးတွေပူးပေါင်းဆောင်ရွက်နေပြီလို့အသိပေးထားကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ရေပြူတိုက်ပွဲမှာစစ်တပ်ကစစ်သားအလောင်းတွေမကောက်လို့ PDF တွေကတချို့ပေးရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းရေပြူမြို့နယ်တွင်ဖြစ်ပွားခဲ့တဲ့နှစ်ရက်ဆက်တိုက်ပွဲမှာစစ်ကောင်စီတပ်ကတေဆုံတပ်သားတွေရဲ့ရုပ်အလောင်းတွေကိုပြန်မကောက်ပဲထားခဲ့တာကြောင့်ထွန်လိုင်းရေးရဲဘော်တွေကမိတချို့ပေးခဲ့ရတယ်လို့ဒဝေခန်တပ်ပေါင်းစုမှတာဝန်ရှိသူကပြောပါရယ်။စက်တင်ဘာလ30ရက်နေ့ကရေပြူနယ် ဧကနိရွာကိုရောက်ရှိလာတဲ့အင်အား200ဝန်းကျင်ပါစစ်တပ်စစ်ကြောင်းကိုယင်းနေ့နေ့လယ်12:30မှမှအော်တိုဝါတရက်ညနေ6:00ဝန်းကျင်ထိဒေါ်လာရေးတပ်တွေက၂ရက်ဆက်တိုက်တိုက်ခိုက်ခဲ့ပါတယ်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က73ဦးသေဆုံးတယ်လို့တဝေခရင်တပ်ပေါင်းစုကအော်တိုဝါ6ရက်မှာထုတ်ပြန်ပါတယ်လက်နက်ခဲယံတော့မရဘူးပြအလောင်းမဲထားခဲ့တာပါအခုလက်ရှိတိုက်ပွဲဆက်ဖြစ်တာတော့မရှိသေးဘူးညိန်သွားပြီးယင်းနဲ့စစ်ကန်ဧရိယာထဲမှာစစ်ကြောင်းတွေမကုန်သေးဘူးရှိသေးတယ်လို့တဝေခရင်တပ်ပေါင်းစုတာဝန်ရှိသူ ကပြောပါရယ်စစ်တပ်ကတိုက်ပွဲတွင်စစ်သားရုံလောင်းတချို့ကိုဧကနေရွာရှိပြည်သူနေအိမ်တွင်နဲ့အတူရောနှောမိရှို့ထားခဲ့ပေမယ့်ရုံလောင်းတချို့ကျန်ရှိနေတာကြောင့်ပြည်သူကားဝေးတပ်ဖွဲ့ဝင်ရဲဘော်များကတင်ညိုင်းသို့တဲကမိတချို့ပေးခဲ့ရတယ်လို့အဲ့ဒီတာဝန်ရှိသူတွေကပြောပါရယ် အလောင်းနေနဲ့ဒိုစစ်တပ်ကမိရှုဖျက်ဆီးခဲ့တဲ့အိမ်ဆယ်လုံးမှာကြံခန့်ရေးပါတီရဲ့2020အမတ်လောင်းလဲဖြစ်လက်ရှိပြူစောထီကောင်းဆောင်တုံးဦးလဲဖြစ်တဲ့ဦးနိုင်ဦးစိုးသူရဲ့အိမ်ပါဝင်ခဲ့ပါတယ်။ဒါအပြင်ကြံခန့်ရေးပါတီကိုထောက်ခံအားပေးသူတွေရဲ့နေအိမ်၅လုံးလဲပါဝင်တယ်လို့ဒဝေခိုင်တပ်ပေါင်းစုကအတည်ပြုပါတယ်။အထက်ပါစစ်စင်ရေးကိုဒေါနာတရင်တက်ခွဲချောင်းရေးပြူတောင်ပိုင်းဝေဟင်တက်ခွဲဒဝေခိုင်တပ်ပေါင်းစုရေးပြူမြို့နယ်ခြေဆိုင်မဟာမိတ်ပူပေါင်းတပ်များနဲ့မဟာမိတ်ဖွဲ့တွေပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြည်သူ ကာကွယ်တပ်ဖွဲ့များဘက်မှရဲဘော်တို့ဦးမြင့်မြတ်စွာကြာဆုံးကတုံးဦးအနေငယ်မစိုးရင်ရတရားရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ချေပြူမြို့နယ်သို့စစ်ကြောင်းထိုးလာတဲ့အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းဟာစက်တင်ဘာ28ရက်နေ့29ရက်တွေမှာဘကောဆုံးရွာနဲ့ခမောင်းချောင်းရွာများမှာနေအိမ်နဲ့ဈေးဆိုင်တွေကိုဖောက်တွင်းခိုးယူကပြည်သူအချို့ကိုလည်းဖမ်းဆီးသွားတယ်လို့သိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဒီမော့ဆိုနဲ့ဖရူဆိုလမ်းမိုင်းမှာစစ်ကောင်စီရင်တန်းကို KNDF တိုက်ခိုက်ပြီးစစ်ကောင်တစီဖျက်ဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်နီပြည်နယ်ဒီမော့ဆိုနဲ့ဖရူဆိုလမ်းမိုင်းမှာစစ်ကောင်စီရင်တန်းတိုက်ခိုက်ရာကားတစီဖျက်ဆီးနိုင်ခဲ့ပြီးဖျက်ဆီးနိုင်ခဲ့ပြီးအရာရှိဟုယူဆရသူတို့ချို့သိဆုံးခဲ့တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကအောက်တိုဘာ6ရက်မှာထုတ်ပြန်ပါတယ်။ဒီမော့ဆိုဖရူဆိုလမ်းမကြီးတစ်လျှောက်မှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲနေ့စဉ်ဒီပါရှိနေတယ် ယ်လို့ KNDF ရဲ့တပတ်တာစီရီသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါ့အပြင်ဖရူဆိုမြို့အခြေဆိုင်စစ်ကောင်စီတပ်တွေထဲမှာစစ်ကားတွေပြန့်ခွဲစုဖွဲ့ထားပြီးအမက်ဆက်လေးတမ်းမြင့်စစ်လေးချင်းရီတနန်းချောင်းအနီးကခြေရွာတွေဘက်ထွက်ပြီးဘောလက်ခဲမြို့နယ်ကိုဦးတည်တဲ့စစ်ကြောင်းတချို့လှုပ်ရှားနေတာကြောင့်ထိတွေ့မှုရှိတယ်လို့အသိပေးပါတယ်။ရိုက်ကော်ကနေဖရူဆိုကိုစကားစာရင်းစည်းရီ90နီးပါးလောက်ရောက်တဲ့လူရောခေရန်ရောခေရန်များနေလို့တော့ကြားရတယ်။ရွေးကောက်ပွဲမတိုင်မီဘောလက်ခဲကိုလမ်းပေါအောင်စကားစာဘက်ကဖောက်မယ်လို့ ည်းသိရတယ်ဟုကရင်နီစစ်ဘက်သတင်းရှင်းမြစ်ကပြောပါရယ်ဒီမော့ဆိုးမျိုးနဲ့ဒေါငန်ခါကျေးရွာနဲ့တနန်းဦးကိုင်းကျေးရွာတွေမှာစစ်ကောင်စီတပ်ကဆက်လက်စစ်ကြောင်းထိုးနေတာကြောင့်တိုက်ပွဲတွေနေ့စဉ်ဖြစ်နေပြီးစစ်ကောင်စီတပ်ကဒရုန်းလက်နက်ကြီးတွေနဲ့အထိကထားတိုက်ခိုက်နေတယ်လို့ဖော်ပြပါရယ်ထိတွေ့တိုက်ပွဲတွေတော့နေ့တိုင်းလိုလိုပုံမှန်ဖြစ်နေပါရယ်စကားစကားတော့လက်နက်ကြီးဒရုန်းတွေနဲ့ရက်တိုင်းအနီးနားကရွာတွေကိုလိုက်ချနေတာတွေရှိပါတယ်လို့ဒီမော့ဆိုးခြေဆိုင်ကကွေတပ်ဖွဲ့ဝင်တို့ကတိုက်ပွဲအခြေအနေကိုပြောပါရယ် ကရင်နီနဲ့ရှမ်းတောင်နယ်စပ်ဖေကုံမြို့နယ်မိုးပြဲမြို့နယ်ဘက်မှလည်းစစ်ကောင်စီတပ်နဲ့ပုံပြည်သူစစ်ပူးပေါင်းစစ်ရေးလှုပ်ရှားတာတွေရှိနေတယ်လို့သိရပါတယ်။ရိုက်ကော်မြို့နယ်ရှေဘက်လွိုင်းလင်းလေးဒေသကလင်းဖုံကြီးကျေးရွာမှာလည်းပြီးခဲ့တဲ့စက်တင်ဘာ28ရက်ကစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာလို့ KNDF နဲ့၃ရက်ဝန်းကျင်တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ပြီးဒီကနေ့ထိတိုက်ပွဲဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။လွိုင်းလင်းလေးမြို့ခြေဆိုင်ခမာယ930တရင်ကနေအခုအောက်တိုဘာ3ရက်ကလက်နက်ကြီးပစ်ခတ်လို့ဆယ်နှစ်ရွယ်ကလေးနှုတ်ထိမှန်ပြီး ီးတအူးကပခုံးနဲ့ကြံတအူးကလက်တစ်ဖက်ပြက်ခဲရတယ်လို့ဆိုပါတယ်အခုတပတ်တွင်စစ်ကောင်စီတပ်စစ်ကြောင်းတွေကတပ်သား၃ဦးကရင်ပြည်တပ်ဖွဲ့တွေတန်းလက်နက်ခဲယံတွေနဲ့ဗတ်ပြောင်းခိုလုံခဲ့ပါတယ်လက်တလောတိုက်ပွဲအခြေအနေတွေကြောင့်လေကြောင်း drone နဲ့လက်နက်ကြီးအနေရကိုသတိရှိကြဖို့မလိုအပ်ရင်ခရီးမသွားဖို့လဲ KNDF ကတိုက်တွန်းထားပါတယ် ကရင်ပြည်နယ်မဲဆိတ်ပါဆောင်နယ်ရှားရုံးမြို့နယ်ကလွဲလို့ကြံမြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်လို့စစ်ကောင်စီကကြေညာထားကြောင်းသိရပါဗျ။ဒါပေမဲ့စစ်ကောင်စီကပြုလုပ်မယ်ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်းကရင်ပြည်အင်အားစုတွေကတုံ့ပြန်ထားကြောင်းသိရှိရပါဗျ။